အားလုံးပဲမင်္ဂလာပါပြည်ဖြူအောင်ကင်ကနေပြန်လေကြိုဆိုလိုက်ပါတယ်2025ခုနှစ်နှစ်80ပြည့်တန်တော်နေ့ဥတီကျဲများကိုဖတ်ပြပေးပါမယ်နံပါတ်1ဒို့တောင်ဝရေးသုံးဘက်ကိုအစဉ်အမြဲဥထိပ်ပန်ဆင်ပြီးတမ်ဘော်ကြီးအထက်ကလုပ်ငန်းကြီး၃ခုဖြစ်တဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်လေ့ကျင့်ရေးတာဝန်နဲ့ပြည်သူအကျိုးပြုလုပ်ငန်းတာဝန်များကိုကြာရအခမ်းကဏ္ဍကနေအာသွန်ခွန်ဆိုင်ပါဝင်ဆောင်ရွက်နိုင်ရေးနံပါတ်2 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့လက်နက်ကိုင်ပလီပိကများခြုံငင်းပြီးကမှစစ်မှန်ပြီးထာဝရငင်းငင်းရရှိနိုင်ရန်ဆောင်ရွက်ရာတွင်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နှင့်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးသဘောတူညီချက်စာချုပ် NCA ဘသဘောတူညီချက်များအတန်းဥတီဆောင်ရွက်နိုင်ရေးနံပါတ်3နိုင်ငံတော်နိုင်ငံသားများပေါ်ကြားရောက်နေသည့် BNDA များမှကာကွယ်စောင့်ရှောက်ရေးပြည်သူလူထု၏လူမှုဘဝလုံခြုံရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဘက်ပေါင်းစုံကနေကူညီဆောင်ရွက်ပေးနိုင်ရည် နံပါတ်၄ဒီမိုကရေစီနှင့်ဖက်ဒရယ်အစနစ်ကိုအခြေခံသည့်ပြည်တော်စုကြီးပေါ်ထွန်းလာ၏အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ပြီးစီးပါကလွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့်တပ်မတော်ကလိုအပ်သည့်အကူအညီများကူညီဆောင်ရွက်ပေးနိုင်ရေးတို့ဖြစ်ပါတယ်အားလုံးကျေးဇူးများဤတင်ပါတယ်